အခုလိုအကြောင်းရင်းကြောင့်ပြည်ဦးလင်မှာဒေါ်လာဘီလီယံချီတန်တဲ့အင်ဂျီဆောင်နိုင်သွားတဲ့နေတူပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်။ Sailing Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတလုံးပရိသတ်တွေအကြောင်းမှာမြန်မာနိုင်ငံရဲ့အနုပညာရှင်တွေထဲမှာဘသူကအချမ်းသာဆုံးဖြစ်မလဲဆိုတဲ့အကြောင်းအရာကအမြဲတမ်းစိတ်ဝင်စားစရာအငင်းပွားစရာအကြောင်းအရာတစ်ခုလို့ဖြစ်နေတော့မှာ။ဒါပေမဲ့အခုနောက်ဆုံးမှာတော့ Academy များရှင်မင်းသားနေတို့ကသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုပရိသတ်တွေအားလုံးအင်အားသင့်သွားရလောက်အောင်ခြားပြလိုက်ပြန်ပါပြီ။ ဒါကတော့တခြားမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အပန်းဖြေမျိုးတော်လို့တင်စားရတဲ့ပြင်ဦးလင်မျိုးမှာသူပိုင်ဆိုင်ထားတဲ့ဇိန်ခန့်အင်ဂျီသလုံးကိုခြားပြခဲ့ရပဲဖြစ်ပါတယ်ဒီအင်ဂျီရဲ့တံမိုးကတာမန်လူတွေအတွက်တော့စဉ်းစားလို့တောင်မရနိုင်တဲ့ပမာဏဖြစ်ပြီးတော့တရင်းနေရဲ့ပေါ်ပြချက်ရ7.9000 7.9ဘီလီယံထိတံမိုးရှိရလို့သိရပါဗျ သတင်းထွက်လာတဲ့ပြည်သက်တွေကမင်းသားတယောက်ကဒီလောက်ပိုင်ဆိုင်မှုမျိုးတကယ်ပိုင်နိုင်လို့လားရုပ်ရှင်ရိုက်တာတခုရဲနဲ့ဒီလောက်ချမ်းသာနိုင်လို့လားဆိုပြီးတော့မိကုန်းနဲ့အများကြီးထွက်လာပါတယ်နေတော့ဟာမရှိစင်းရတဲ့ဘဝကနေစူးစမ်းလာရတဲ့သူတယောက်မဟုတ်ပါဘူးသူကအနုပညာလောကကိုမဝင်ရောက်ခင်မင်းသားမဖြစ်ခင်ကတည်းကခိုင်မာတဲ့မိသားစု နောက်ခံရှိပြီးသားပါ သူရဲ့မိဘတွေကရခိုင်ပြည်နယ်မန်အောင်မြို့မှာရွှေဆိုင်များစွာကိုပိုင်ဆိုင်ထားတဲ့တထေးတွေဖြစ်တယ်လို့အရင်ကတည်းကသတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။ဒါကြောင့်သူကအနုပညာအလုပ်ကရတဲ့ငွေကိုစုပြီးမှချမ်းသာလာတာမျိုးမဟုတ်ဘဲနဲ့မူလအခြေခံမိသားစုချမ်းသာမှုဆိုတဲ့အရင်းအကြီးတစ်ခုရှိထားပြီးသားဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့သူကိုယ်တိုင်ရဲ့အောင်မြင်မှုပါ။နေတိုးဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးထိပ်တန်းမင်းသားတစ်လက်ဆိုတာဘယ်သူမှညင်လို့မရပါဘူး။သူကပြီးခဲ့တဲ့၁၀စုနှစ်ကျော်အတွင်းမှာမြန်မာနိုင်ငံရဲ့ကြော်ညာဈေးကွက်၊ရုပ်ရှင်ဈေးကွက်ကိုတင်ပိုက်ထားနိုင်ခဲ့တဲ့သူပါ။ရုပ်ရှင်ကောင်းရာကြီးကြော်ညာပေါင်းမရေမတွက်နိုင်အောင်ရိုက်ကူးခဲ့ရပြီးတော့သူရဲ့နှစ်ပညာကျေးကတခြားမင်းသားတွေထက်အစာပေါင်းများစွာမြင့်မားခဲ့ပါတယ်။အထူးသဖြင့်ကြော်ညာတွေကနေရတဲ့ဝင်ငွေကပဲ သူအတွက်ကြီးမားတဲ့ဒနာဥစ္စာတွေကိုရှာဖွေပေးနိုင်ခဲ့ရပါ နေတိုးကအခုချိန်ထိလည်းအလုပ်တွေမနှားရသေးပါဘူးကြော်ညာတွေရုပ်ရှင်ဇာတ်ကားကြီးတွေနောက်ပြီးတော့အခုလူပြောများနေရဲ့ရုပ်တံဇလန်တွဲများစွာကိုမနာတမ်းရိုက်ကူးနေရဆဲဖြစ်ပါတယ်သူရဲ့ဈေးကွက်ကကျသွားတာမျိုးမရှိပဲဝင်ငွေကဇက်တိုက်ဝင်နေသေးပါ နောက်ဆုံးအကြောင်းရင်းကတော့ပရိသတ်တွေမတည်တည်တဲ့သူ့ရဲ့ပြင်ပစီးပွားရေးလုပ်ငန်းတွေပါပဲနေဆက်သူတွေရဲ့အဆိုအရနေတိုးကအနုပညာအလုပ်အပြင် တခြားရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးလုပ်ငန်းများစွာလည်းပိုင်ဆိုင်ထားသေးရလို့ဆိုကြပါတယ်ဒီလိုမျိုးမိသားစုအရင်အနေထိတ်တဲအနုပညာဝင်ဝင်ပြင်ပစီးပွားရေးဝင်ဝင်ဆိုတဲ့အကြောင်းရင်း၃ရက်ပေါင်းဆက်လိုက်တဲ့အခါမှာအခုနောက်ဆုံးမှာသူ့ရဲ့အောင်မြင်မှုပြရုပ်တစ်ခုအဖြစ်ဒီပြင်ဦးလင်ကဒေါ်လာတန်းချီတန်းစက်သိန်း၉၀၀တန်းအင်ကြီးကိုချပြလာနိုင်တာဖြစ်ပါတယ်ရှင်ဒီဆိုင်အင်ကြီးထဲမှာဆိုရင်ခင်မီရေကူးကန်တွေ ကိုပိုင်ဂျင်ခမ်းမရီမိသားစုအပန်းဖြေဖို့တည်တဲ့အခန်းပေါင်းများစွာနဲ့တကယ့်နန်းတော်ကြီးတမြကြီးကျယ်ခမ်းနားစွာနဲ့ဆောက်လုပ်ထားတာလို့ဆိုပါတယ်ဒီတရင်နဲ့ထွက်ပေါ်လာပြီးနောက်မှာတော့ပြည်သက်တွေကတဟာသူရဲ့စူးစမ်းမှုနဲ့ထိုက်တန်တဲ့အောင်မြင်မှုလိုချီးကျူးနေကြသလိုတချို့ကလည်းဒီလိုစည်းဝါးရေးချက်တဲနေရဲ့ခေကြီးမှာဒီလိုပိုင်ဆိုင်မှုကိုချပြတာကကြွားလုံးထုတ်လုံးရကြတယ်လို့ဝေဖန်နေကြတာတွေရှိပါတယ် ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမင်းသားနေတို့ရဲ့ဒီလိုတာမန်လူတွေအိမ်မက်တောင်မမနိုင်တဲ့ကြက်သိန်း၉သောင်းတန်အင်ဂျီနဲ့ပတ်သက်ပြီးတော့ဘလို့သဘောရကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်